ဲ့တော့ကျွန်တော်တို့စောစောကကိုမျိုးကြောင်းမြိုင်မင်းနဲ့ကျွန်တော်ဖြေဖို့တတိယတဲ့အချောင်းရာဒီတဲ့မဖြေလိုက်မိဘူးအာကာသာကြီးတွေအချောင်းပြောနေတာအဲ့တော့ကျွန်တော်တို့ဒီနေဆက်ကြဝလာပို့ပြုပြီးတော့ဆက်ကြဝလာတခုဒီဆက်ကြဝလာဘောင်းတမ်းမမြောက်တော့ပါလားမဟာဆက်ကြဝကြီးတခုဒီအာကာသာကြီးတဲ့မှာမဟာဆက်ကြဝလာ၉တောင်ရှိပါတယ်တခုနဲ့တခုအာကာသာဟင်းမင်းကြီးတွေချားပြီးတော့ဖြစ်ပေါ်နေတာဗောလေနောက်ပြီးတော့ဒီမဟာဆက်ကြဝလာတမ်းမ၉တောင်အတွင်းမှာပဲ ျွန်တော်တို့လောကတကြီးတွေရှိသေးတယ်။အခုကျွန်တော်တို့ကလည်းလောကတကြီးတစ်ခုပဲ။ကျွန်တော်တို့ဖြစ်ပေါ်နေတည်ရှိနေလောကတကြီးကသင်္ခါရဖြစ်စဉ်ကြီးကိုအခြေပြုပြီးဖြစ်တဲ့လောကတကြီး။သင်္ခါရဖြစ်စဉ်ကြီးဆိုတာကစဖြစ်တဲ့ကြီးပြင်းလာတဲ့ဟိုမင်းရွယ်သွားတဲ့ဒေဆုံးသားတဲ့နောက်ဘဝတစ်ခုဖြစ်တယ်။အဲလိုဖြစ်လိုက်ပြစ်လိုက်ဘဝပေါင်းများစွာနဲ့လူတွေရောရုပ်ဝတ္ထုပစ္စည်းတွေရောတပ်ပင်တွေရောထိတ်ဆန်တွေရောအဲ့ဒီအဲ့လို သင်္ခါရတရားကြီးကိုအခြေခံတဲ့လောကဓာတ်ကြီးတစ်ခု။နောက်ဒီဒီအကမှာအကသာကြီးတည်းမှာပဲနောက်လောကဓာတ်ကြီးတစ်ခုရှိသေးတယ်။အဲ့ဒါကတော့ကဘာရီရောဒီဝါဘောကျွန်တော်တို့ဒရဝါနဲ့တူတဲ့အကောင်ကြီးတွေကျွန်တော်တော့ဟာယုံနဲ့မှာတစ်ခါမြင်မှုတယ်။ငြိမ်ပြီးတော့တိတ်နေတော့တစ်ခါတည်း။တိတ်ပင်တွေလည်းငြိမ်အဲ့ဒရဝါတွေလည်းငြိမ် အဲ့ဒီလောက်ကတတိတစ်ခုကတော့တော့ကျွန်တော်တို့ပြင်းရတဲ့လောက်ကတတိနောက်လောက်ကတတိတစ်ခုကြတော့ဒီကဘာကြီးတွေမှာကျွန်တော်တွေ့တာကတော့မြင်းဆိုလို့ရှိရင်လည်းမြင်းကတစ်ခါတည်းအများဆုံးပြေးနေတာမရမနာပဲအဲ့ဒီလောက်ကတမျိုးကြတော့သင်္ခါရဖြစ်စဉ်နဲ့အာသင်္ခါရကဖြစ်စဉ်ပေါ့ဒီဟာနှစ်ခုပေါင်းစပ်ထားတဲ့မမြဲသောသဘောတရားနဲ့မြဲသောသဘောတရားနှစ်ခုပေါင်းစပ်ထားတဲ့လောကတကြီး အဲ့ဒီမှာလည်းပဲကဘာတွေအဲတတဝါတွေအတရှိနေပါပဲအဲ့ဒီဟာကြီးအာရုံပေါင်းလိုက်တော့မှအဲ့ကမဟာအာဂါဘာကြီးတစ်ခုလို့ဆိုပါတယ်ဒီအထက်မှာမှကျွန်တော်တို့ဒီလူသားရှိတဲ့ကဘာတွေအဲလူသားမရှိတဲ့ကဘာတွေအသက်ရှိတဲ့ဝါတွေရှိတဲ့ကဘာတွေအမျိုးမျိုးရှိပါတယ်အသက်တန်းဒူသားတွေရှိလာတယ်အမျိုးမျိုးရှိတယ်အော်ဒီဖရားတွေနတ်တွေလည်းပဲအမျိုးမျိုးရှိပါတယ် ဒါကအကမဟာကသာကြီးအလားတူအခြားတနေရာမှာလည်းကျွန်တော်တို့ဒီကလူသားတွေလည်းညာရင်နေတဲ့လူတွေအဲ့တော့ပင်နေဆိုလို့ရှိရင်လည်းအပြားရောင်ရှိတဲ့ပင်နေရှိတဲ့ကဘာရေတွေကလည်းပဲပင်လဲသမုတ်တရားတွေမရှိဘဲနဲ့လူတွေတောက်တုံးမှုရေတွေကမြေကြီးတွေကနေအလိုလိုပန်းထွက်နေတာအဲ့လိုလူသားတွေရှိတဲ့ကဘာအဲ့ဒီကဘာတွေလည်းရှိတယ် အဲဒီကဘာတွေမှာလည်းပဲတေချာဖျားရှင်ကြီးတွေကသူ့အကမာသားတစ်ခုချင်းလိုက်ဖန်နေနေတယ်ရှိတယ်။အဲဒီလူတွေကတေတဲ့ခါကျလို့ရှိရင်ဘာယောဂါမှမခံစားဘူးနဲ့အသက်တစ်ထောင်ရှိရင်အသက်တစ်ထောင်ပြည့်တဲ့နေ့ကျမှပဲရုတ်တရက်ပြိုလဲပြီးတော့တေသွားတော့အဲခါလဲလှုပ်ရှားပြီးတော့တေပုံတေနေရတော့အမျိုးမျိုးပေါ့။အဲအဲ့လိုကဘာတွေရှိတယ်။သူတို့ကတော့ညာရီတွေနေတယ်ဘာသာကိုယ်ွယ်မှုလည်းဟိုဒီပတ်တိမရှိဘူး။ အဲစားစရာတောက်စရာလည်းရှားနေစရာမလိုဘူးအဲတစ်ပင်တိနှံကဟာတွေကိုရှားပြီးစားတယ်လောဘဒေါသနဲ့တယ်ရာဇဝမှုမရှိဘူးအကြီးကဲလက်ထားစရာမလိုဘူးအဲအဲ့လိုအကမအာဂါသာကြီးတွေလည်းရှိတယ်အဲ့လိုအကမအာဂါသာကြီးတွေဘောင်းကဘယ်လောက်ရှိလဲဆို16ခုရှိတယ်အဲ့ဒီ16ခု16ခုစလုံးကိုဖန်ဆင်းတဲ့ဘုရားရှင်ကြီးမူလဘုရားရှင်ကြီး ရှိတယ်။အဲ့ဒီဘုရားရှင်ကြီးကမှအဲ့ဒီအကမန္တတခုချင်းစီကိုဖန်ဆင်းတဲ့ဘုရားရှင်တွေတပ်ပြီးတော့ဖန်ဆင်းထားပါတယ်။အဲ့ဒီဘုရားရှင်တွေဟာဒီအကမန္တအာဂတော်ကြီးတွေကိုတချို့ကနှစ်သန်းပေါင်း6ဝါနှမ်းပေါင်း200လောက်ရှိတယ်ပြည့်ဖြည့်ဆည်းလိုက်ဖန်ဆင်းလိုက်ဖြည့်ဆည်းလိုက်ဖန်ဆင်းလိုက်အဲ့လုံရတာရှိတယ်။အဲ့တော့ဒီတစ်ခင်ဖြည့်ဆည်းပြီးတော့နောက်ကျင်ဖန်ဆင်းတဲ့ခါမှာမူလဟန်နဲ့မတူတဲ့ကဘာတွေစက်ကြောလာတွေလူပုံစံတွေအမျိုးဖန်ဆင်းတယ် တချို့လူတွေကခုကျွန်တော်တို့ဒီထဲမှာရှိတဲ့သရဝါရီလူတွေကခန္ဓာကိုယ်တွေကလုံးဝနဲ့ပုံစံနဲ့ဟိုကလူတွေကြတော့တချို့ကချက်ပြားတယ်တချို့က stroke ပုံစံနဲ့ဒီတာသမီးမွေးတာဖတာယောက်ျားမိန်းမအိမ်တော်ပြုလာတာတွေလည်းရှိတယ်အဲသူတို့ကလောဘဒေါသမဲ့တော့စစ်ပွဲဆိုလည်းမရှိဘူးရံပြစ်တာဆိုမှရှိဘူးယောဂဆိုလည်းမရှိဘူးစားတာတောက်တာလည်းပဲဒီအပန်းကမစားဘူးဟင်းနေဟင်းဝဲနဲ့တတိဝလာမစားအဲအဲ့လိုမျိုးစုံရှိတယ် Humadama di Sanjay.